လက်ပြီးတော့ကျမတို့ဒီတော်လိုင်းရေးမှာတော်လိုင်းမတိုင်နိုင်ကလည်းဒီမှာနိုင်ငံရဲ့နိုင်ငံကိုနိုင်ငံကိုစိတ်ထဲမှာထားပြီးတော့ဇလုံးသားနဲ့ဥဆောင်ပေးခဲ့တယ်ဒုက္ခတွေလည်းအများကြီးခံခဲ့ရတယ်ဒီတော်လိုင်းရေးမှာလည်းကျမတို့နဲ့ညီတူအတူတူပါဝင်ပေးနေစေဖြစ်တဲ့အကိုကြီးကိုပေါ့ဒီကနေ့မိုင်းဝင်နေမှာ ဖတ်တဲ့အခါကြီးပြချပြဖို့အတွက်ဖိတ်ခေါ်ပြခြင်းရှင်။ကျေးဇူးပါမတ်တာအားလုံးကိုလည်းကျွန်တော်ကာရဝတရားနဲ့နှုတ်ခွန်းဆက်ပါတယ်ဗျ။ဟိုကျွန်တော်တို့မင်္ဂလာဆိုတဲ့ဇကားကိုလွယ်လွယ်သုံးတာမဟုတ်ပါဘူး။တကယ်မင်္ဂလာရှိသွားတာပါ။ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်သိသမျှပေါ့လေနော်။ဒီအရှိတောင်အာရှမှာပထမဦးစွာတီထွင်ပြီးတော့ ဖြစ်လာတဲ့ဒီခရစ်တိုဘန့်ကိုနော်ဒါတော်တော်အောင်မြင်တယ်ဆရာတင်ရဲ့စကားအရဆိုရင်တော့တကမ္ဘာလုံးမှဆိုရင်တော့ဒီတော်လန်ရေးအစိုးရဘက်ကနေပြီးတော့ပထမဆုံးပဲဖြစ်တယ်ပေါ့အဲ့တော့အရှိတောင်အရှာနိုင်ငံတွေမှာတော့မလုံနိုင်သေးတဲ့အလုပ်ကိုလုပ်ပြနိုင်တာကမင်္ဂလာတပားပေါ့နော်နောက်တစ်ခုကဝန်ကြီးကရိုးရိုးပဲဝန်ခံလိုက်တာပေါ့လေနော် DSTB ဘဏ်ဟာပြည်သူဘဏ်ဖြစ်သွားပြီဆိုတာ တော်တော်လေးစိတ်ထဲမှာကြည်ကြည်နုနုရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်သူလူထုရဲ့အခမ်းကဏ္ဍပေါ့နော်။ဟိုခေအဆက်ဆက်မှာပြည်သူလူထုဟာအများအားဟိုနိုင်ပါနေရမှာလားဆိုတဲ့စကားကြီးတယ်။အဲ့တော့ passive အောက်မှာရောပြည်သူလူထုဟာဟိုလူရမဝင်နိုင်ဘူးလားပြည်သူလူထုရဲ့စွမ်းအားဟာတစုံတရာမဖြစ်နိုင်ဘူးလားပေါ့စသဖြင့်ပေါ့နော်။ကြည့်လိုက်တဲ့အခါမှာအခုတော့တွေ့နေရပြီပေါ့နော်။တကယ်တော့ဒီဘန်နေရဲ့သဘောတဘာဝကယုံကြည်မှုကပဓာဏပဲလို့ကျွန်တော်မြင်တယ်ဗျ။ အဲ့တော့ယုံကြည်မှုအားကောင်းလို့သာရင်ဒီဘန်ဟာကပ္ပတန်းဝင်သွားတာဖြစ်တယ်။ဒီကြားထဲမှာလည်းအချိန်ချင်းပေါ့ကျွန်တော်တို့ဟိုလုံဝမှာမိပြင်တိုက်ခံပြီးတော့ရွှေစစ်ချောင်းပေါ့နော်တက်တည်ပြခဲ့ရတာလေအချိန်ပေါင်းများစွာပါ။အဲ့တော့အခုကပ္ပကြီးကလက်ဆွဲနှုတ်ဆက်လိုက်ပြီ။ဘာကိုလဲပြည်သူဘန် STB ကိုတကယ်ကိုတန်းဝင်တဲ့ဘန်တစ်ခုအနေနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပြီဖြစ်တယ်။အဲ့တော့ဒီဘန်ရဲ့ token စီကိုလည်းအခုစပြီးတော့ listing စပြီပေါ့နော်။ ဒီရက်စိတ်လှုပ်ရှားစရာတိတ်ကောင်းပါလေ။ဘာကြောင့်လဲဆိုတော့ဘယ်လောက်အောင်မြင်တယ်လဲဆိုတာဒီနေ့သိရတော့မှာပေါ့။အဲ့တော့စေရေးစေရာစိတ်မျက်နှာရှိသလိုနဲ့တဏ္ဍမာရေးစိတ်မျက်နှာရှိသလိုစိတ်ဓာတ်စစ်စီရင်စိတ်မျက်နှာရှိသလိုဘာနာရေးစိတ်မျက်နှာမှာလဲအပြတ်အသက်အနံ့ယူနိုင်တယ်ဆိုတာကိုတက်တည်ပြရတော့မယ်။အခုအချိန်ပိုင်းမှာကြံတော့တယ်ပေါ့နော်။ကျွန်တော်တို့ဒီတော်လိုင်းရေးဘက်ကဘာလို့ကျွန်တော်တွေးမိလဲဆိုတော့ခုနကပေါ့တခြားလုံးပေါ့နော်မနေ့ကလည်းကျွန်တော်ရဲ့ဒီညီကောင်မောင်နှမတွေက ဒီအလုတ်တင်တဲ့ပတ်သက်ပြီးတော့ကြိုပြီးတော့ရှင်းပြတယ်တခြားလုံးလည်းကျွန်တော်တို့လက်တွဲလာကြတာเนาะနိုင်တဲ့ဘက်ကတွဲလို့လာကြတော့ဘောက်သွားတွေ့လဲဆိုတော့အဲ့ဒီ passive တက်နဲ့ဒီ dollar ရေးဘက်ကဘယ်အရာတွေဘသူကအားသာပြီးတော့ဘယ်သူကနေပြီးတော့အားနည်းနေလဲပေါ့တေးကြတာတော့ဗျာဒီ dollar ရေးဘက်ကဉာဏ်ပညာနဲ့အမျှော်မြင်တာတာကတော့အတိအကျတေးကြတာပဲဗျအခုလို့ဒီ ဒီလိုပေါ့နော်ဟိုဟိုခရစ်တိုဘန်တစ်ခုထောင်ဖို့ဆိုတာကအဲ့ဒီဖက်စစ်တက်ကလေစိတ်တော်မကူရဲပါဘူးစိတ်ကူးလည်းမရှိပါဘူးသူတို့မှအဲ့လိုညာပညာအမျော်မြင်နဲ့သွားကြတဲ့သူတွေမဟုတ်ဘူးစီနီယာအမြဲတမ်းမှန်နေဆိုတဲ့ဝါဒနဲ့အမိတ်နာခံဖို့တစ်ခုသာတိတဲ့အဲ့ဒီအဖွဲ့အစည်းကအဲ့ဒီ institution ကဒီလိုလှုပ်လို့မရပါဘူးမယုံရင်လှုပ်လိုက်လေလို့ပဲကျွန်တော်တို့ပြောရမှာပါသူတို့အခုမှဟာလာဒီလိုစိတ်ကူးမျိုးကိုသိသွားပြီးတော့ အခအကျင်းခွင့်ငှားပြီးကြေးစားတွေနဲ့ထောင်မယ်ဆိုရင်လည်းမအောင်ဘူးဘာကြောင့်လဲလူဒုထောက်ခံမှုမရှိလို့လူဒုထောက်ခံမှုနဲ့ဒါတက်လာတာအရင်ကဗျာကျွန်တော်တို့ဘန်ဆိုတာဗျာဟိုအုတ်တိုက်ကြီးတွေနဲ့ဟာလာကောက်တာခုံတွေနဲ့ငွေဆက်ကူတွေနဲ့အထုတ်လိုက်ကြီးတွေနဲ့ဒီလိုပဲမြင်ခဲ့ကြတာအခုတော့ဒီလိုမဟုတ်တော့ဆိုတာနားလဲသွားတယ်ဘန်ဆိုတာဒီလိုလဲရပါလားအကောင့်ထဲနဲ့ရုပ်ဝတ္ထုရုပ်ကြမ်းကြီးနဲ့မဟုတ်ပဲနဲ့အကောင့်ထဲမရှိပဲနဲ့ဟောဒီလိုလုံးလို့ရပါလားဆိုတာဒါတော်တော်ကပတ်သမိုင်းမှာဟို စမ်းစမ်းကြဲကြဲပေါ့နော်အခုထိတော်မှဒါအပြည့်ဝနားမလဲပဲပြည်သူလူထုကယုံကြည်မှုနဲ့လိုက်တာတဒါဆိုတော့ဟိုကိစ္စကဥဆောင်လာတာအဲ့တော့ကျွန်တော်ကြည်နေတယ်ဒီပြည်သူလူထုနေနဲ့ပေါ့အဲ့လိုအားပေးတယ်ယုံကြည်လို့ထဲ့ဝင်ကြတဲ့လူတွေဝယ်ယူကြတဲ့လူတွေ round 1မှာတွေကနော်အဲ1000နားနေ2500ဖြစ်လာတာထပ်ဝယ်ကြတယ်ထပ်စုတယ်ဈေးတွေထပ်တက်တယ်အဲ့တစ်ဖက်ကကျွန်တော်မြင်ကြည့်တယ်ကြည့်လားဖက်စစ်တက်ကြောင်းပိုင်ဆိုင်မှု SSD ကြခဲ့ကြတာပြည်သူလူထုတွေနော်အာမခံကြီးဘာမှမရှိဘူးဗျာအားလုံးသိတဲ့အတိုင်းကျွန်တော်တို့ကလေးတွေဟိုဥပုပ်ရောင်းနှန်းကစားကြတယ်ဆက်ကူစုပ်တွေကိုဘလောက်တန်ဘလောက်တန်ဆိုပြီးတော့ဟိုပုံနှိပ်လိုက်ပြီးတော့လှုပ်ထုတ်လိုက်တဲ့အခါမှာအဲ့ဒီကဖောင်းပွားတယ်ငွေကြေးဖောင်းပွားမှုတန်ပြည်သူတွေတော်တော်ခံခဲ့ရတယ်နော်အခုတော့ဒီ NUG ရဲ့ဘာနာရေးစနစ်ကြောင့်တော်လှန်ရေးမှာပြည်သူတွေပါအကျိုးရှိကြတော့မှာဟိုဗျာဟိုဟိုတသက်လုံးဗျာအစိုးရရတစ်ဖက်သက်ဟိုချမှတ်ခဲ့တဲ့ အဘိဓမ္မာကြီးကိုရိုက်ချိုးနိုင်တာပေါ့ဘာလဲဆိုတော့တော်လှန်ရေးလုပ်တဲ့သူတန်းကဘဝတွေစုပ်ပြတ်တတ်သွားမယ်ဆိုတဲ့အဲ့ဒီလိုတစ်ဖက်သက်ချမှတ်ထားတဲ့ဟာပုံစံတစ်ခုကိုကျွန်တော်တို့ရိုက်ချိုးနိုင်ခဲ့တယ်တော်လှန်ရေးမှာလည်းပါတယ်တော်လှန်ရေးကိုထည့်ဝင်နေရာတဲ့နီးနဲ့ကူကြတယ်အဲ့ဒီသူတွေဟာဘဝတောက်ပြောင်လာမယ်အာမခံချက်တွေရှိလာမယ်ဆိုတာကိုသက်သေပြနိုင်အရင်တော့ဆိုရင်တော့ကျွန်တော်တို့ဒီဘက်တော့အဲ့ဖက်စစ်ဘန်တွေမှာအတက်ငွေတွေ ာသူတို့မလုခင်မှာဒေါ်လာဈေးဟာကျွန်တော်မှတ်မိတာเนาะ1300ဝန်းကျင်ပေါ့เนาะအခု4000ကျော်နေပြီလေအဲ့တော့အဲ့ဒီ2021မှာဒေါ်လာတသိန်းဖို့ပိုင်တဲ့လူကအခုဘယ်လောက်ဆုံးရှုံးသွားပြီသလွတ်ဆုံးရှုံးခံရတာပေါ့အရာတွေကိုပြန်ပြီးတော့ဒီလိုမျိုးຫນွေဥဖွံ့ဖြိုးရေးဘဏ်ကနေပြီးတော့အဲ့ဒီနင့်နာခဲ့တဲ့ပြည်သူတွေကိုပြန်ပြီးတော့ဟိုရော်ကြီးမဟုတ်တော့မှဗျာပြန်ပြီးတော့ဖတ်ဆယ်မယ်ပြန်ပြီးတော့လူလူတူတူဖြစ်အောင်လုပ်ပေးနိုင်တာတစ်ဖက်ဒါလည်းဝမ်းသာကြအောင်ဒါကောင်းပါ့ ဲ့ဒီဖက်စစ်တပ်ကစက်ကူတွေကိုရိုက်ထုတ်ပြီးတော့ဒါငွေကြေးလို့ကျင်ညာပြီးတော့အဲ့ဒီပြည်သူချွေးနှဲစာတွေကအလိုလိုနင်းတံပိုးတွေကြခဲ့ကြရတာစစ်တပ်ကတော့အဲ့ဒီပစံတွေယူပြီးတော့တိုက်လေနေနဲ့ဘုံကျဲတယ်အဲ့ဒီအစိုးကြောတန်နေရာကြီးရဗျာအဲ့ဒါကြီးကနေဒီကနေ့ရုံထွက်နိုင်တာပေါ့ကျွန်တော်အဲ့ဒါကိုတော်တော်ကိုဟိုအားတော့အားရှိတာပေါ့နော်အဲ့ဒီအစုရှယ်ယာတွေကိုကျွန်တော်ကြည့်တယ်ဒီလွန်ခဲ့တဲ့နှစ်နှစ်တွင်းကဆိုရင် ICO round 1 ICO round 2မှာရုံကြည်ချင်းနဲ့ညီနေမြောင်ညာနိုင်ခဲ့သူတွေကဒီနေ့အသီးပွင့်ဖြစ်လာပြီ တကယ်တော့အိမ်မက်တွေတကယ်ဖြစ်လာပြီဆိုတာကျွန်တော်ပြောနေတယ်မနေ့ကညီတယောက်ကျုံးွားလိုက်တာကျွန်တော်ကြားတယ်အားရတယ်ဘာလဲဆိုတော့ရောင်းရရင်ရောင်းကြည့်တဲ့ဒီ token စေကိုနော်ဟုတ်တယ်ကျွန်တော်ဘာလို့မြင်အောင်မိလဲဆိုတော့ရွဲကုန်တယ်ကိုနောက်ဆုံးကြတော့ဟာလားလောဘနဲ့မဟုတ်တာလုံးလိုက်တဲ့ဒီရွဲကုန်တယ်ကြီးကမပေး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 ငါရွှေခွက်ပေးဆိုတော့ငါမပေး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 ငါ token ပေးတယ်ဖြစ်ကုန်တော့မယ်အခုအဲ့တုန်းကတစ်ချိန်ကတန်တရားနဲ့စောင့်ကြည့်မယ်ဆိုတဲ့လူတွေ မယုံမကြည်နဲ့မပူပါဘူးဆိုတဲ့လူတွေကဒီလို ပမာဏတွေဘလောက်ထိမြင့်တက်လာတယ်ဆိုတာသိကြပါပြီပေါ့နော်သိကိုသိကြပြီအခုကျွန်တော်ထင်တယ်ဒီလုံစာသည်အစ်စ်နေအစ်စ်နေထက်တက်အောင်မဆိုတာကျွန်တော်ကြုံအခုဒီຫນွေဥပန်းနေပြီးတော့ကြိုရောင်းခဲ့တဲ့ဒီ SDB token တွေကကဘာကျော်ဒီ exchange တစ်ခုပေါ်မှာပေါ့နော်တရေဝင်တော့တရေဝင်စရေးဝင် listed ဖြစ်လာပြီ ါကနိုင်ငံတကာကနော်နိုင်ငံတကာစာမျက်နှာကြီးမှာဒီပြည်သူလူထုရဲ့အင်အားကိုအတိမတ်ပြုတ်လိုက်တယ်ဆိုတာဝန်ခံလိုက်ရတာပဲအဲဒီနေ့ကစပြီးတော့ဒီချိတ်ထားတဲ့ exchange platform တိုင်းမှာလွတ်လပ်စွာရောင်းဝယ်လို့ရပြီတကယ်လို့ exchange account မရှိရင်လည်းစိတ်မပြတ်ပါနဲ့နော် online မှာရှိတဲ့ STB counter တွေရှိမယ် Facebook page တွေရှိမယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့လုပ်လို့ရပါပြီ STB token ကိုဈေးကွက်ထဲမှာရင်းနှီးမြှုပ်နှံတဲ့လူတွေပုံများလေလေ token တန်ဖိုးတွေထပ်တက်လာလေဖြစ်မယ်ဒါသေးကြပါ ဆိုတော့ဒီသဘောတရားနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ဒီကနေ့ပြောကြမယ်ဟိုအနှစ်ချုပ်ပေါ့နော်သတင်းစကားကရသလောက်ထောက်ဝယ်မယ်အပိုင်ကင်ထားမယ်ဆိုတာပဲဒီ SUV token တွေကမကြခင်မှာကဘာတကယ် exchange ကြီးရဲ့ဈေးကွက်မှာတရားဝင်ဖြစ်ပြီးအခုဖြစ်တော့မယ်ဆိုတော့အခင်းချင်းမှာတကယ် SUV ရဲ့စာမျက်နှာအသေးဖြစ်သလိုဒီဒေါ်လာပြည်သူတွေဂုံယူရမယ် NUG နဲ့တကွာပေါ့နော်တို့ကဘာအနှံ့မှာရောက်ရှိနေတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့ဘာနာရေးအောင်ပွဲလည်းဖြစ်တယ်အဲပြည်ပရောက် မိသားစုတွေနောက်ဆိုရင်ငွေလွှဲကြမယ်ဆိုရင်ပြည်တွင်းကိုငွေလဲမယ်ဆိုရင်ပြည်တွင်းကလည်းဒီ SCB အကောင့်နေနဲ့လက်ခံမယ်ဆိုရင်အဲ့ဒါ SCB ကဝန်ဆောင်မှုပေးနိုင်ပါစေအဲ့လိုပေးနိုင်ပြီဆိုရင်တော့ကျွန်တော်တို့တားရွှေအိုထမ်းတဲ့ကိန်းကိုတော့မြင်လာမြင်ရပြီအဲ့ဒါအဲ့ဒီကိန်းစိုက်ပြီအဲကြောင့်မလို့ SCB token တွေကိုရိတ်ရှည်စုပြီးတော့ကင်နိုင်ပြီအဲ့ဒါဒီအနာဂတ်မှာတန်ဖိုးဖြစ်လာမယ်အနာဂတ်နိုင်ငံအသစ်မှာ ပြည်ဝင်ခွင့်လက်မှတ်တွေနဲ့ကြက်တီရှိစွာမင်္ဂလာစီပြောတာနဲ့ဝင်နိုင်ကြပါစေလို့အဲ့ဒါကိုလည်းယုံကြည်ပါတယ်လို့ပြောရင်ကျွန်တော်ရဲ့နှုတ်ခွန်းဆက်ဝန္တာအာရမုဒိတာစကားကိုဒီမှာပဲအဆုံးသတ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်စိတ်လှုပ်ရှားနေကြပြီဖြစ်တဲ့အတွက်ကြောင့်ချိန်များများမဆွဲတော့ပါဘူးလူရင်းရောက်အောင်လို့ခန္ဓာမှုခင်ဗျာဆက်နိုင်ပါပြီဗျာ